စာကဆိုတာကိုယ်သာသုံးမယ်ကိုယ့်အတွက်သာစဉ်းစားတဲ့မစ္စရိယဆိုတဲ့အညစ်အကြေးကင်းစင်မှာစာကဆိုတဲ့အလုပ်ကိုလုပ်နိုင်တာဖြစ်တယ်ကိုယ်အရေးတခုတည်းဟိုသာတွေးတောနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှအများကောင်းကျိုးဆိုလုပ်နိုင်တာမဟုတ်ဘူးဒါကြောင့်မို့စာကတရားဆိုတာအများကို မျှဝေတတ်တဲ့ ိုချိုးမရှာတဲ့သဘာဝတရားအဲ့ဒီသဘာဝတရားရှိမှလူတွေရဲ့ပစ္စယောစာပေါ်များမှုချမ်းသာဒုက္ခရမှုဆိုတာစာကားပေါ်မှာအခြေခံတယ်အဲ့ဒီစာကားကိုပဲဒါနလို့လည်းဆိုရသော်ဗျာကိုယ်တိုင်ကဌာနတမ္မူတာနိဘောဂာနိလူတွေဒီနေ့အသုံးပြုနေကြတဲ့ပစ္စည်းဥစ္စာတွေဟာဌာနဆိုရယ်ကုသကံက ဖဏိပိလို့သုံးဆွဲနေကြတာလို့သို့တော်တမန်အပြည့်လူတွေထင်နေမယ်ကိုကိုယ်တိုင်နေမနာညမာရှာကြံထားလို့ရတာပါဌာနကောင်းမှုကြောင့်မဟုတ်ပါဘူးလို့ညင်းတဲ့လူ ရှိကောင်းရှိတယ်သို့တော်စဉ်းစားကြည့်ဖို့ရလောကလူတွေအလုံးဟာရှားနေကြတာ မျိုးကိုဒေတာရှာလို့အမရလို့ဖားကန့်တက်ပြီးတော့ရေမစေးကြောက်ရှာနာတွေတွေ့တယ်မဟုတ်လားရှာတဲ့လူတိုင်းရရဲ့လားအေးအယောင်းဝဲကိစ္စပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုံလဝီရိယထုတ်တိုင်းရရဲ့လားဆိုမရဘူးဒါကြောင့်မို့ရတယ်ဆိုတဲ့လူတွေဟာဘသူကပေးတာတုံးဆိုရင်ဒါနကောင်းမှုကြောင့်ဒါနကောင်းမှုကပေးတာရသဗျာကိုယ်တိုင်းကိုယ်က ဒါနသံဘုဒ္ဓလေးဘောကနေမလူဘူးမတန်းဘူးပစ္စရိယတရားတွေလွှမ်းခြုံထားမယ်ဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲမှကြောက်လို့ပစ္စည်းကုန်မှကြောက်လို့မလူလို့ရှင်အဲ့ဒီမလူခြင်းကြောင့်သူကြောက်တဲ့ဆင်းရဲဒုက္ခသူစီရောက်လာမယ်လို့ထီလို့ဟောတာနော်သူကြောက်တဲ့ဟာသူလက်ခံနေတယ်လို့ဖြစ်တယ်ကုန်မှကြောက်လို့မလူလို့ရှင် အဲ့ဒီကုံညင်းတရားဟာခုစီရောက်လာမြတ်စွာဘုရားကရတာကမေခယောဟောတိသဗ္ဗမေတံဝိနတတိကံကုံသွားပြီဆိုရင်အာလုံးပြစီသာဝတိကတထေးတရားဆိုရင်အဗဒံချမ်းသာလို့ဘန္ဒရိုက်ထဲမှာရွှေချောင်းတွေတိမ့်ထားတာကံကုံသွားပြီဆိုရွှေချောင်းတွေကမိသည်မိသွေးချောင်းတွေဖြစ်သွားကံကုံပြီဆိုလို့ရှိရင်ပြောင်းလဲသွားနိုင်တယ်ပေါ့ ဒါကြောင့်မို့ကံကပေးတယ်ဆိုတဲ့စကားကလုံးဝမှန်။ဒီတဲ့မှန်မှန်မှန်ကိုကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားကြည့်အောင်မလား။မုံရမြို့မှာမြို့ကြီးတွေဆိုတာနေစဉ်နဲ့အမျှလူလောကမှာမွေးဖွားလာကြတဲ့ကလေးတွေရှိကြတယ်။အေးမုံရမြို့မွေးဖွားလာတယ်။တော့မို့မြန်မာနိုင်ငံမှာမွေးဖွားလာတယ်။ လူတွေဟာတချို့ပုဂ္ဂိုလ်တွေကတချို့လူတွေကစားစရာတောက်စရာမပြည့်စုံတဲ့နေစရာမရှိတဲ့မိသားစုဝင်နေရောက်သွားတယ်တချို့ပုဂ္ဂိုလ်ကတိုက်နဲ့ကားနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့မိသားစုတွေရောက်သွားတယ်သူတို့နှစ်ယောက်ဘာကြောင့်ဒီလိုကွဲပြားသွားလဲ ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဖြေထုတ်လိုက်မယ်ဘုရားသခင်ရဲ့လူတော်ကြလို့နော်မြတ်စွာဘုရားကတော့ဒါနရှိသူနဲ့မရှိသူ ကွပြားခြားနာသွားတယ်လူတိုင်းလူတိုင်းဟာကိုယ်ကိုယ်တိုင်ရွေးချယ်လာတာမဟုတ်ဘူးကုသကံအနေဝေဖန်ခံွယ်ပေးလိုက်တဲ့အတိုင်းရောက်လာကြတာကိုယ်ကိုယ်တိုင်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တဲခုတ်ကိုဘယ်သူရွေးမလဲမရွေးဘူး တိုင်းမြင့်မြင့်ကြီးတွေနဲ့ကကောင်းကောင်းစီးတဲ့အိမ်ပဲရွေးတက်မှာပေါ့သို့တော့အဲ့ဒီပေါ်တက်တဲ့လူကဘယ်နှယောက်ရှိတယ်အဲ့ဓမ္မနေတယ်နော်တက်ကုတ်ထဲရောက်သွားတဲ့လူကများတယ်ဘာကြောင့်လဲဆိုလောကမှာဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဆင်းရဲတဲ့လူကများတယ်လေချမ်းသာတဲ့လူကနေတယ်အဲ့ဒါကိုကချိလိုက်မယ်ဆိုရင်ဒါနကောင်းမှုကြောင့်စိစေဥစ္စာရရဲဆိုတာအမှန်တမ်းထင်ရှား သူဘာတစ်ခုမှမလိုရသေးဘူးသူ့အတွက်တိုက်အစင်းသင်ကားအစင်းသင်ဖြစ်နေချမ်းသာတဲ့မိဘအိမ်ရောက်လာလို့ရှင်မိဘတွေရှာထားတဲ့ပစ္စည်းကသူ့အတွက်ဖြစ်မနေပေဘူးလားဖြစ်သွားတယ်အေးဆင်းရဲတဲ့အိမ်ရောက်လာတဲ့ပုဂ္ဂိုလ်တော့မရှိချင်းဆင်းရဲဒုက္ခကကြိုးစိုးနေတာထမင်းမနှမမစားခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကသူ့ကိုကြိုးစိုးသူကြောက်တာလည်းပဲအဲ့ဒါကြောက်လို့ မရှိမှကြောက်လို့မလှခဲ့တာမလှခဲ့တော့မရှိတာကသူ့ကိုကြိုးဆိုနေတာပဲဖြစ်တာပဲအဲ့ဒီသဘောကို မြတ်စွာဘုရားဟောတာဒါကြောင့်မို့စာကဆိုတဲ့အရေးချင်းဟာလူတိုင်းလူတိုင်းမှာပြည့်စုံမှချမ်းသာကြောဝမှုဆိုတာရနိုင်တယ်စီပေါင်းစွာရှာရင်ရှာတဲ့အတိုင်းရတယ်ဆိုတာစာကရဲ့အကျိုးတရားပဲ